ဒီနေ့ဗီဒီယိုမှာတော့ Google Map application အသုံးပြုနေကြောင်းဆက်ချက်ကိုပြောပြထားတာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာ Google Map ကိုစတင်ဝင်ရောက်လာပြီဆိုတော့ねအခု screen bar အတိုင်းမြင်ရမှာဖြစ်တဲ့အဲ့ဒီမှာဆိုလို့ရှိရင် strategy here ကိုတစ်ချက်နှိပ်ပြီးတော့ကိုသွားခြင်းနဲ့နေရာကိုသွားခြင်းနဲ့ဒေတာကိုသွားခြင်းနဲ့စိုင်ကန်ကိုနှိပ်ပြီးတော့မှရိုက်ရှာပြီးသွားလို့ရတယ်။အောက်မှာတော့ set home no restaurant no hotel တို့ဆိုတာရှိတယ်။ကိုနဲ့အနီးနားမှာရှိတဲ့ restaurant နေ hotel တွေစားသောက်ဆိုင်တွေနောက်က shopping နေနဲ့ coffee shop တွေကိုကြိုက်တဲ့နေရာကိုသွားလို့ရတယ်။ဒီဘက်ကမိုးကိုနှိပ်ပြီးတော့ မှကိုဘယ်လိုအကြောင်းအရာမျိုးကိုတွားကြင်လဲဆိုပြီးတော့ဒီမှာကိုနဲ့အနည်းငယ်မှရှိတဲ့ဈေးဆိုင်တွေကိုတွားလို့ရပါတယ်။နံပါတ်၁တစ်ချက်အနေနဲ့ application ကို internet မလိုပဲနဲ့အသုံးပြုလို့ရပါတယ်။ internet မလိုပဲအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့ phone screen ရဲ့ဘယ်ဘက်အပေါ်ဆုံးတောင်းက profile ပုံလေးကိုတစ်ချက်နှိပ်လိုက်။အဲ့ဒီမှာ offline map ဆိုတာရှိတယ်။အဲ့ဒါကိုတစ်ချက်နှိပ်။အဲ့ဒီမှာ select you are on map ကိုလိုချင်တဲ့ map ကိုတစ်ချက်ယူလို့ရတယ်။ ဥမာကျွန်တော်ဒီရန်ကုန်မြို့အကြောင်းကိုအင်တာနက်မလိုဘဲနဲ့ကြည့်ချင်တဲ့ download တစ်ချက်နေလား download ဆွဲတာလုံသွားပြေသွားပြီအင်တာနက်ပိတ်လိုက်မယ် aeroplane mode တင်ပြီးသွားတော့မှတစ်ချက်ကြည့်လိုက်မယ်ကျွန်တော်မြေပုံကို download ဆွဲထားတယ်အဲ့ download ဆွဲထားတဲ့မြေပုံကိုတစ်ချက်ထောက်လိုက်ဒါဆိုလို့ရှိရင်ဒီမြေပုံမှာ download ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြေပုံကိုတစ်ချက်ဖဲပြီးကြည့်လိုက်အင်တာနက်မလိုဘဲနဲ့လေမြေပုံမှာ ဘယ်နေရာမှာဘယ်ဆိုင်ရှိလဲဆိုတာကိုတစ်ချက်ကြည့်လို့ပြပါမယ်။အဲကော်ကဲမှာမှာကိုကဒီပုံစံတိုင်းကြည့်နေရတာကြီးကတိတ်ပြီးတော့အဆင်မပြေဘူး။ satellite ဂျိုတူကနေပြီးတော့တော့မှကိုရဲ့မြေပုံကိုကြည့်တဲ့ပုံစံမျိုးတိုင်းလည်းကြည့်လို့ရတယ်။အဲ့လိုကြည့်ချင်တယ်ဆိုလို့ကျွန်တော်ဒီဘက်ပိနက်က layer ကိုတစ်ချက်နှိပ်လိုက်။အောက်မှာ satellite ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့တင်ဂျိုတူကနေကြည့်နေတဲ့ပုံစံတိုင်းကြည့်လို့ရတော့ပါပြီ။နံပါတ်နဲ့တစ်ချက်အနေနဲ့ရန်ကုန်မြို့မှာများသောအားဖြင့်ကားတွေပိတ်တယ်။အဲ့လိုကားပိတ်တဲ့လမ်းကြောင်းတွေကိုကိုကဘယ်အချိန်မှအခုကိုရှိနေတဲ့အချိန်မှဘယ်နေရာမှာကားပိတ်နေလဲ။ဘယ်နေရာမှာတော့လမ်းကကားမပိတ်နေဘူးလေ။အဲ့ဒါကိုလည်းအချိန်နဲ့တွေ င်းကြီးကြည့်လို့ရတယ်။အဲ့လိုမျိုးကြည့်ရဆိုလို့ရှိရင်တော့ဒီဘက်ပင်းကလေယာကိုပဲတစ်ချက်နဲ့အောက်မှာ traffic ဆိုတာရှိတယ် traffic ကိုတစ်ချက်နဲ့လိုက်ဒါဆိုလို့ရှိရင်ရန်ကုန်မြို့ကအခုလမ်းပိတ်တဲ့နေရာတွေမှာဆိုလို့ရှိရင်တော့အဝါရောင်လေးတွေနဲ့ဒါမှမဟုတ်လို့ဆိုလို့ရှိရင်အရန်ပိတ်တဲ့နေရာမှာဆိုလို့ရှိရင်တော့အနီရောင်လေးတွေနဲ့တခါတည်းပြသွားတော့အခုတွေ့ရနေမယ် ဟာနံပါတ်3တစ်ချက်အနေနဲ့ကြတော့ကိုသွားနေတဲ့လမ်းကြောင်းကိုဟိုကိုယ့်ရဲ့မိသားစုမိဆွေတွေအပေါင်းအသင်းတွေကိုလှမ်းပြီးတော့ share ထားပေးလို့ရဖုန်းဆက်ခရင်ညာဘက်အပေါ်ပတ်ဆုံးတောင်းက profile ကိုတစ်ချက်နဲ့နှိပ်ပြီးသွားတဲ့အခါမှာ location sharing ဆိုတာရှိ location sharing မှာ share location share location ဆိုပြီးတွားပြီးတော့မှအပေါ်မှာ for one ဟာပါကိုတနာကြီးအတွင်းသွားသမျှလမ်းကြောင်းအကုန်လုံးကိုကိုယ့်ရဲ့မိဆွေအပေါင်းအသင်းတွေကသူတို့ Google Map ကနေပြီးတော့ဓာတ်ရိုက်ကြည့်နေလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဘေးနားကအပေါင်းအခုလုံးတွေကိုတစ်ချက်နဲ့ပြီးတော့မှအများဆုံးတစ်ရက်လောက်ထိကိုသူတို့ကို share ပေးထားလို့ရတယ်ကို ရက်လောက်တည်းကိုဘယ်ကိုသွားနေလဲဆိုတာကိုကိုရဲ့မိတ်ဆွေပေါင်းစည်းအကုန်လုံးတခါတည်းတန်းပြီးတော့မြင်းနေရတယ်။နောက်မို့အချိန်ကိုလျှော့ပြီးသွားတော့လည်းတစ်ချက် share ပေးလို့ရတယ်။ဒီမှာတစ်ချက် share ခြင်းနဲ့ဆိုလို့ရှိရင်တော့ဟိုအောက်ကကြိုက်နှစ်သက်တဲ့ channel ကနေ share လို့ရတယ်။ကျွန်တော်ဒီဘက်က Telegram နဲ့ share လိုက်မယ်။ share go to set တယ် location permission ဆိုပြီးတော့တော့မှာ၄ချက်ပေါ်လာနိုင်မယ်အဲ့ဒီမှာ allow all the time ဆိုလို့ရှိရင်တော့ဒီ application မှာကိုကဝင်ထားသည်ဖြစ်စေမဝင်ထားသည်ဖြစ်စေဒီကိုရဲ့ဘယ်နေရာရောက်နေလဲဆိုတဲ့အချက်လောက်ကိုကိုကဲမတ်ကနေပြီးတော့တော့ယူပြီးတော့တခြားလူတွေစီကိုပို့ပေးလို့ရတယ်နောက်တစ်ခုကကျတော့ allow only one using the app ဒီ application ကိုသုံးတဲ့အချိန်မှာပဲကိုရဲ့ location ကိုတခြားသူတွေကိုပေးပါနောက်တစ်ခုက as every time ဒီလိုမျိုးတကယ်တမ်းတခြားတယောက်စီကိုပေးတာပဲဖြစ်ဖြစ်ဒီကိုကဲမတ်ကလူချင်တာပဲဖြစ်ဖြစ်ကိုကိုတစ်ချက်လောက်ပြန်မေးပါဆိုပြီးတော့တော့မှပေးထားလို့ရတယ်နောက်တစ်ခုကကျတော့ do not allow ဘယ်တော့ မှခွင့်ပပြုပေးရဆိုပြီးတော့မှကြိုက်နှစ်သက်ရနေလန်းနဲ့ဒေတာမိတ်ဆွေပေါင်းစင်းတွေကို share လုပ်ရပါတယ် use precise location ကိုဖွင့်ထားမယ်ဆိုလို့ရှိရင်တော့ Google Map ကကိုယ့်ရဲ့တိကျတဲ့နေရာဒေတာကိုပဲပို့ပေးမှာဒါမှမပိတ်ထားမယ်ဆိုလို့ရှိရင်တော့ command ကြီးနေရာကိုပဲပို့ပေးမှာဖြစ်တယ်ပေါ့နော်နံပါတ်၄တစ်ချက်အနေနဲ့ကိုမရောက်ဘူးတဲ့နေရာဒေတာတွေကိုလည်းတွားပြီးကြည့်လို့ရပါတယ် အဲ့ဒီဘီကောမှာမှာ time travel အချိန်ခရီးသွားစလို့မျိုးပါလုပ်လို့ရတယ်။အော်နယ်လန်မျိုးရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့ Bargain Palace တစ်ခုမှာသွားပြီးကြည့်ကြည့်မယ်။ Bargain Palace တစ်ခုမှာသူ့လမ်းမပေါ့နော်ဒီ satellite ကနေကြည့်နေတာမျိုးမဟုတ်ဘဲနဲ့သူ့လမ်းမထက်ကနေပြီးတော့မှဒီ Bargain Palace ကိုအနီးနားမှာကြည့်တဲ့ပုံစံမျိုးအနေနဲ့ကြည့်လို့ရတယ်။အဲ့လိုမျိုးကြည့်ကျင်နေဆိုလို့ရှိရင်တော့ဒီဘက်ကလေယာဉ်ကိုတစ်ချက်နဲ့အောက်မှာ street view ဆိုတာရှိတယ်တစ်ချက်နဲ့လိုက်။ဘိုးပြရောင်လေးနဲ့ပေါနေတဲ့နေရာအကုန်လုံးကိုသွားကြည့်လို့ရတယ်။ ။ဒါဆိုဘာကင်ဟမ်ပဲလက်စ်နားကဒီမိုးပြရောင်လေးနဲ့ပေါနေတဲ့လမ်းလေးကိုတစ်ချက်ထောက်ကြည့်လိုက်မယ်။ okay ဒါဆိုရင်ဘာကန်ပက်စလီနာကိုရောက်သွားပါပြီအဲ့ဒီမှာဒီဘက်မှာမြားလေးကိုတစ်ချက်နေပြီးတော့မှအရှိကိုဆက်သွားလို့ရတယ်အရှိကိုဆက်သွားလို့ရတယ်ဒီဘက်ဘေးနားတွေကိုလည်းကြိုက်သလိုကြည့်လို့ရပါတယ် okay ဟုတ်ပြီဒီဘက်မှာတိုက်ချက်ရှိဘူးဆက်သွားပြီးတော့လည်းကြည်လို့ရတယ်ဒီလိုမျိုးဟောနေရာဒေတာအကုန်လုံးကို mobile app လေးနဲ့ပေါင်းလိုက်တယ်ဆိုလို့ရှိရင်ကြိုက်တဲ့နေရာကိုမစိုးသွားကြည့်လို့ရတယ်အဲ့ဒီပြင်ကုန်မှာမအခုအချိန်နဲ့လွန်ခဲ့တဲ့အချိန်တုန်းကဟိုဘယ်လိုမျိုးကွာခြားသွားလဲဆိုတာပါကြည့်ချင်တယ်ဆိုလို့ရှိရင်အပေါ်ဘက်ကိုတစ်ချက်ဆွဲလိုက်အောက်မှာ C mode date ဆိုတာရှိတယ် C mode date ကိုတစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်2019-2018ကနေပြီးတော့မှအစောဆုံး2022-2022မေလောက်ကအချိန်ကိုမှာပါတစ်ချက်သွားပြီးတော့ထောက်ကြည့်လိုက်လို့ရတယ်ဒါဆိုလို့ရှိရင် Google Map က2022မေ င်မှာသူရိုက်ထားခဲ့တဲ့ပုံပေါ့နော်အဲ့ဒီ data အတိုင်းကိုပဲဒီလန်ဒန်မြို့တစ်မြို့လုံးကိုရှောက်ပြီးတော့ကြည့်လို့ရပါတယ်ဟောဒီ data အကုန်လုံးမှာ2017မှာဒီလိုမျိုးလန်ဒန်မြို့ကဘယ်လိုအခြေအနေရှိလို့ဆိုတော့ကိုပေါ့သွားကြည့်လို့ရပါတယ်နောက်နံပါတ်5တစ်ချက်အနေနဲ့ Google Map မှာပဲကွာဝေးကိုတိုင်းလို့ရတယ်အဲ့မှာဥပမာအနေနဲ့တော့ဒီနေ့မှာရန်ကုန်မြို့မှာပြီးသီးသွားပြီဖြစ်တဲ့အော်ရန်ကုန်မြို့တဒါကြီးပေါ့နော်ရန်ကုန်မြို့ရန်ကုန်နဲ့ဒလတဒါကြီးကိုတစ်ချက်တိုင်းလိုက်ကိုတိုင်းကျင်တဲ့နေရာတစ်ခုမှာတစ်ချက်ကြကြလေးထိထားလိုက် measure distance ကိုတစ်ချက်ရွေးပြလိုက် ဒီကနေပြီးတော့မှဒီလိုကိုလိုချင်သလိုဆွဲယူသွားလိုက်ဒီမှာတစ်ချက်ထောင်မယ်ဒီမှာတစ်ချက်ထောင်မယ်ဒါဆိုလို့ကျွန်တော်ကတော့အတိအကျပြောကျွန်တော်တိုင်းတာတော့မဟုတ်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်အမိုင်း လောက်ရှိတယ်ဆိုပြီးတော့မှာကွာဝေးကိုဖော်ပြထားပေးတာကိုတွေ့ရပါလိမ့်။ကုကဲမတ်မှာကိုယ့်ရဲ့ site ဒီနေရာဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းဒီနေရာတွေကိုလည်းဒီကုကဲမတ်မှာထည့်သွင်းထားလို့ရတယ်။ကိုကဈေးတိုင်တစ်ခုကိုဒီနေရာမှာတိစောက်ထားတယ်ပဲထားပါတော့အဲ့နေရာမှာတစ်ချက်ထောက်လိုက်။ထောက်ပြီးတော့တဲ့နေရာမှာဆိုလို့ရှိရင်တော့အောက်မှာ SA Missing Place ဆိုတာရှိရဲအဲ့မှာတစ်ချက်နှိပ်လိုက် အဲ့ဒါဆိုလို့ရှိရင်ကိုယ်ကဒီနေရာဝင်နဲ့ပတ်သက်ပြီးတော့တော့မဖယ်အကြောင်းအရာတွေလဲဆိုတော့ကို Google Map မှာတခါတည်းတင်ပေးထားလို့ရတယ် place name sign to sign ကိုယ့်ရဲ့လုပ်ငန်းတစ်ခုခုဆိုလုပ်ငန်းတစ်ခုခုရဲ့နာမည်ထည့်ပေးလိုက်နောက်တစ်ခါတော့ category အမျိုးအစားကတော့ဒီဘယ်လိုလုပ်ငန်းအမျိုးအစားလဲဆိုတာကိုတစ်ချက်ထည့်ပေးလိုက်မယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ဒီနေလိပ်စာအတိအကျကိုဒီမှာထည့်ပေးထားလို့ရတယ်နောက်တစ်ခုက add more detail ကိုတစ်ချက်နဲ့ပြီးတော့မှဒီ locate မှာဒီ locate ကဘယ်နေရာဖြစ်တယ်ဘယ်နေရာတွင်မှာတည်ရှိတယ်ဘယ်ဖွင့်တဲ့အချိန်နေဒီ design ဖွင့်ချိန်နေကိုလည်းထည့်ပေးထားလို့ရတယ် design ရဲ့ ဖုန်းနံပါတ်တွေဒီဆိုင်ရဲ့ website တွေကိုလည်းဒီ Google Map မှာတခါတည်းထည့်ပေးလိုက်လို့ရတယ် app photo photo တွေပါတခါတည်းပေါ့နော်ဓာတ်ပုံတွေနဲ့ပတ်သက်ပြီးတော့မှကိုဆိုင်တွေကနေပြီးတော့မှဘလိုပစ္စည်းမျိုးတွေရတယ်ဘလိုပုံစံမျိုးတွေရတယ်ဆိုပြီးတော့မှထည့်ပြီးတော့မှ submit လေးနဲ့တယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ဒီနေရာတစ်ခုခုကိုတခါတည်း Google Map မှာ update လုပ်သွားပေးမှာဖြစ်တယ်ဒါပေမဲ့သူကချက်ချင်းတော့ update လုပ်ပေးမှာမဟုတ်ဘူးသူတို့ဘက်ကနေလည်းနည်းနည်းစက်တာမျိုးတွေပါလေတော့ရှိသေးတယ်အဲ့စစ်ပြီးသွားတယ်မှန်ကန်တယ်ဆိုတော့မှဒါလေးနေရာကိုထည့်ပေးမှာဖြစ်တယ်ဒါကတော့ missing place ပေါ့နော်နေရာတစ်ခုခုကိုထည့်ပေးတဲ့အပိုင်း နံပါတ်9တက်ချက်အနေနဲ့ကြတော့ကိုယ့်ရဲ့တကယ်စိုင်းလုပ်စီပွားရေးလုပ်ငန်းဒီလုပ်ငန်းတစ်ခုခုကိုကိုယ်ခဲမှတ်မှာပဲ free ထည့်လို့ရတယ်ကိုယ့်ရဲ့ business တစ်ခုခုကိုတခါတည်း free ထည့်လို့ရတယ်။ဟောအဲ့ဒီမှာကြတော့ဒီလိုမျိုး business ခုနက missing play ထည့်တဲ့အပိုင်းကကြတော့သူဒီကိုယ့်ရဲ့နေရာတစ်ခုခုကိုတခြားတစ်ယောက်ကလာပြီးတော့ပြင်ဆင်တာမျိုး edit လုပ်တာမျိုးကိုယ်ခဲမှတ်ကနေပြီးတော့မှအဆင်မပြေလို့မထည့်ပေးရမျိုးကတော့စစ်လို့လုပ်လို့ရတယ်။ဒါပေမဲ့ဒီ business ထည့်လိုက်မယ်ဆိုလို့ရှင်တော့ as you are business to map for free ကိုတခါနေပြီးတော့မှရွေးထည့်လိုက်မယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ business နဲ့ပတ်သက်ပြီး ော့ဒီမှာဒီနေရာနဲ့ပတ်သက်ပြီးဟိုစွန့်ပြစ်ချက်တွေအကုန်လုံးဒီနေရာနဲ့ပတ်သက်ပြီးတော့ပြင်ဆင်ခွင့်အကုန်လုံးကိုကိုယ်တယောက်တည်းကပဲရရှိမှာဖြစ်တယ်။အဲ့တော့ကြောင့်မလို့ SEO business to map for free ကနေပြီးတော့တွက်ထည့်လို့ရပါတယ်။ budget တစ်ချက်အနေနဲ့ Google Map ဒီဒီမြေပုံအပြင်ကနေပြီးတော့ပဲ live ကြည့်တာမျိုးမဟုတ်ဘူး။ဒီအစာရုပ်တစ်ခုကအထဲမှာလည်းဘာတွေရှိလဲဆိုတာကိုလည်းတစ်ချက်ကြည့်လို့ရတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ကျွန်တော်ပဲကိုသွားမလဲဆိုလို့ရှိရင်ဒီမှာ Junction City ကိုတစ်ချက်သွားလိုက်မယ်။ Junction City မှာဆိုလို့ရှိရင်တစ်ချက်တက်မှတ်တဲ့အနေထားလောက်ဒီဆွဲလိုက်တာနဲ့ဒီအထဲမှာဘယ်လိုစားသောက်ဆိုင်မျိုးတွေဘယ်လိုကွန်ပျူစီရောင်းဝ ွက်မှုတွေပါရှိလဲဆိုတာကိုတစ်ချက်ကြည့်လို့ရတယ်ဒီဘက်မှာနည်းနည်းလေးဆွဲပြလိုက်ပြီဆိုတာနဲ့ကိုသူ့အနေနဲ့တခါလဲဘယ်ဆိုင်မျိုးတွေရှိလဲဆိုတာကိုကြည့်လို့ရတယ်ကြည့်လို့ရတဲ့အပြင်ကိုမမဥပမာကျွန်တော်ဒီမှာဒီအာအိန္ဒိယထက်ကတစ်ချက်နှိပ်လိုက်မယ် အဲ့မှာဆိုလို့ရှိရင်အိန္ဒိယတက္ကသိုလ်နဲ့ပတ်သက်ပြီးတော့မှသူ့ဆိုင်မှာရနိုင်တဲ့အစားအစာတွေကိုပါထည့်ပေးထားတာကိုတွေ့ရလိမ့်မယ်။ဘယ်အစားအစာတွေရှိသူ့ဆီမှာရတယ်ဆိုပြီးတော့မှပြောမယ်။နောက်တစ်ချက်ကကျတော့သူ့ကိုဒီမှာဘယ် location နေရာမှာလဲဆိုတာလည်းတခါတည်းတန်းကြည့်လို့ရတယ်။နောက်တစ်ခုကသူ့ရဲ့ဖုန်းနံပါတ်တွေပါတခါတည်းထည့်ပေးထားတာကိုတွေ့ရလိမ့်မယ်။ဒီဘက်မှာအစားအသောက်မီနူးတွေပုံတွေပါထည့်ပေးထားတယ်ပေါ့နော်။အာနံပါတ်6တစ်ချက်နေနဲ့ကျတော့ကိုက Google ရှိမှာနေရာတစ်ခုလေးကိုသွားတာမျိုးမဟုတ်ဘဲနဲ့ဒီနေ့မှာသွားစရာလမ်းကြောင်းဒီ10ခုလောက်ရှိတယ်။ဒါမှမဟုတ်9ခုလောက်ရှိတယ်။အဲ့လိုနေရာမျိုးမှာဆိုလို့ရှိရင်လည်းတစ်ခုပြီးတစ်ခုဘယ်လိုမျိုးလမ်းကြောင်းအတိုင်းသွားမလဲဆိုပြီးတော့ ော့ဒီမှာလမ်းကြောင်းချလို့ရတယ်ဗောနော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဒီဘက်က direction ကိုတစ်ချက်နှိပ်ကားနဲ့သွားမှလားဆိုင်ကယ်နဲ့သွားမှလားလမ်းလျှောက်ပြီးသွားမှလားဆိုပြီးတော့မှရွေးလို့ရတယ်ဒီမှာတော့ choose star location ကိုကျွန်တော်မြေပုံကပါတာကိုပဲကျွေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ choose on map မြေပုံကပါတာကိုရွေးမယ်ဒီမှာစုလေးဖျားမှာတစ်ချက်ထောက်ပြီးတော့ okay နောက်တစ်ခါ choose destination ကိုသွားခြင်းတဲ့နေရာကိုတစ်ချက်ထောက်အဲ့ဒါမှ choose on map မြေပုံကနေပဲတစ်ချက်ရွေးမယ်ဘယ်လိုသွားမလဲဆိုရွှေရကုန်စီရောသွားမယ်โอเค ဟုတ်ပြီဒါဆိုလို့ရှိရင်နေရာနှစ်ခုကိုထည့်ပြီးသွားပြီးကိုစသွားမဲ့နေရာနဲ့ထပ်ပြီးတော့သွားခြင်းတဲ့နေရာကျွန်တော်နောက်တစ်နေရာကိုပဲထပ်ပြီးသွားခြင်းလဲဆိုလို့ရှိရင်တော့ဒီဘက်မှာဇက်ကလေး30ကိုတစ်ချက်နေပြီးတော့မှ edit stop နောက်တစ်နေရာမှာထပ်ပြီးပေါ်လာပြီးအဲ့ဒီမှာ choose destination ကိုရွေးပြီးတော့မှ choose on map မြေပုံကနေပြီးတော့ရွေးမယ်လှဲတန်းစံတာကိုတစ်ချက်သွားမယ်လှဲတန်းစံတာကိုတစ်ချက်ထောက်ပြီး okay လောက်လိုက်အဲ့ဒီမှာဆိုလို့ရှိရင်နေရာ အာသုံးခုကိုတခါလေးထပ်ထည့်ပြီးသွားပြီနေရာလုံးခုကိုထည့်ပြီးသွားတော့မှကိုပရမောင်းတို့အရင်သွားကျင်တဲ့နေရာဒီလဲတန်းဆန္ဒဆိုလို့ရှိရင်ဒီကောင်လေးကိုအပေါ်တစ်ချက်နှိပ်လိုက်လဲတန်းဆန္ဒလမ်းကြောင်းကိုအရင်ပေးပြီးသွားတော့မှရွှေရီကုန်းဖရလမ်းကြောင်းကိုနောက်မှပြန်လာပေးလိမ့်ပါလိမ့်မယ်လမ်းကြောင်းတစ်ခုထပ်မကား3-5ခုလောက်ကိုရွေးချယ်ပြီးတော့သွားလို့ရပါတယ်နံပါတ်10တစ်ချက်အနေနဲ့ကိုက Miss Universe ကိုသွားကျင်တယ်ပေါ့နော် Miss Universe ဒီနိုင်ငံသားမှရှိနေတယ်อืมกว่าเลนซี้ด้อมเอกาเนอไทยอินเตอร์เนชั่นแนลแอร์พอร์ตก็နေပြီးတော့มาအခုไทยมิสยูนิเวิร์สจင်ပနေတဲ့နေရာကိုတွားကျင်နေဆိုလို့ရှင်ဒါရိုက်ရှင်ကိုတစ်ချက်နဲ့ ဲ့ဒီမှာ choose star location မှာကြာတော့ Thai International Airport ကိုထည့်မယ် choose star location မှာ Thai International Airport ကိုတစ်ချက်ထည့်လိုက်မယ် okay နောက်တစ်ခုကကြာတော့ to miss universe ကျင်းပနေတဲ့ hotel name ကိုတစ်ချက်ထည့်လိုက်မယ်အောက်မှာ choose destination မှာ hotel riverside bangkok မှာ तू ပွဲကျင်းပနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲကျင်းပနေတဲ့နေရာကိုတစ်ချက်ထောက်လိုက်ဒီလေဆိပ်ကနေပြီးတော့မှအဲ့ဒီကိုသွားရမယ်လမ်းကြောင်းကိုတခါတဲ့ ဖော်ပြသွားပေးတာတွေ့လိုက်မယ်။အကွာဝေးအနေနဲ့ဆိုလို့ရှိရင်တော့သူက34ကီလိုမီတာလောက်ရှိတဲ့42မိနစ်လောက်ကားမောင်းပြီးမှသွားမှရောက်မယ်ဆိုတာကိုတခါတည်းတန်းပြီးတော့ဖော်ပြပေးတာတွေ့ရလိမ့်မယ်။အဲ့ဒီမှာအနီရောင်လိုင်းလေးနေနဲ့ဒါ traffic ဖြစ်တာတွေပါလေကိုပါတခါတည်းထည့်သွင်းတွက်ချက်သွားပေးတော့တာကိုတွေ့ရပါလိမ့်မယ်။ဒီဗီဒီယိုကိုအစောတီကြည့်ပြီးတော့ရတဲ့နောက်မှာ Google Map application ကိုကောင်းမွန်စွာအသုံးပြုနိုင်မယ်လို့ညွှန်လဲပါတယ်။ Google Map application ကိုဘယ်လိုနေရာမျိုးတွေမှာအသုံးပြုနိုင်လဲဆိုတာကိုလည်းအောက်က comment မှာအများသိအောင်ဝင်ရောက်ရေးသွားပေးခဲ့ပါဦး။ကျွန်တော်ရဲ့ဗီဒီယိုလေးကအဆင်ပြေတယ်ဆိုလို့ရှိရင် like and share လုပ်သွားခဲ့ပါအောင်ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ပါသေးရင်လည်း subscribe လုပ်ထားပေးပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့